ကိုရတော့အကုန်လုံးပြည့်စုံနေရဲ့အဲပုံကိုပေါ့နော်အားကစားဆိုတာလည်းအားကစားလုပ်ရတယ်ကြိုက်တယ်အားစားဘက်ဆိုလည်းကြိုက်တယ်အဲအစိုးပိုင်းမှာလည်းရရတယ်တိရစောင်းပိုင်းမှာလည်းရရတယ်ပေါ့နော်အရင်တော့ဆိုရင်အငိမ့်နေပါဆိုလည်းခါရယ်ပတ်စုံရတာပေါ့နော်ကိုရအများညုံနေရပဲဆိုတော့ပြီးပြီးတက်ကြည့်လာတော့ကျွန်တော်ကိုကျွန်တော်ပြောအောင်မဲနေတယ်စိတ်ညစ်စရာအထက်အကောင်းမြင်နေစိတ်လေးနေပဲကျွန်တော်တွေးရမှာဒေါသထွက်ဒေါသတော့ကျွန်တော်ဒေါသကြီးတယ် အမေဒေါသကိုရအောင်ဖေဖေဖေပြီးတော့အကျင့်ပါလာပြီးတော့ပြို့လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖြစ်လာတင်ပါတယ်ကြည့်ရကြတော့ဒီကောင်းမှာကြတော့ကိုထွန်းရဲ့ကောင်းမလေးပေါ့နော်အ ြီးွားတော့မိဘတွေကိုလည်းအကူအညီပေးခြင်းနဲ့အမိသားစုလုပ်ငန်းမှာလည်းကူညီခြင်းနဲ့ကောင်းပါလိမ့်မယ်။အဓိကတော့ကိုကြီးကညွှန်ပေးရပါတော့ဒရိုက်တာကိုရကအောင်လို့လည်းလူရှာနေတဲ့အချိန်မှာတော့ဟိုလူရှိရပေါ့နော်အဆင်ပြေနိုင်လားပေါ့အဲ့လိုပုံစံမျိုးနဲ့အဲ recommend ပေးပေးခဲ့တာပေါ့နော်ကျေးဇူးတင်ပါတယ်လို့ပြောရအောင်။ကလီကလီတွေကတော့တော်တော်များများအစ်တင်မလားသူတို့ငယ်ငယ်တော့ကျွန်တော်တချင်းနေနေဆိုတော့ပရိသတ်တွေဖြစ်နေကြတာ။သူနဲ့ကအရှိမကျွန်တော်တို့ brown jacket ဆိုတဲ့ကားလေးရိုက်တယ်။အဲဒါအာဘာဆိုလို့နော်ရိုက်တဲ့အချိန်မှာ အဲဒီကားလေးရိုက်ဖို့အတွက်ကိုအက္ခမန်နဲ့စကားပြောကြတဲ့အချိန်မှာကျွန်တော်ကစင်ကိုခွဲကြတယ်အဓိကတော့ကိုအက္ခမန်ကလည်းကူညီတောင်းတယ်အဲသူလိုအပ်တာကိုအခုပြောပြတယ်ဆိုတော့သူက group culture ပုံစံနဲ့သွားကျင်တယ်ဆိုတော့ဘာသာစကားတစ်ခုကိုလည်းနောက်ထပ် train ကျင်ရင်ပြောနိုင်တဲ့လူတွေရတယ်သူလူကျင်တယ်တဲ့လူကျင်တယ်ဆိုတော့သူကတော့ကိုရီးယားစကားကောင်းကောင်းပြောတယ်ဆိုတော့ကျွန်တော်သွားမြင်တာပေါ့နော်အဲသူသမီးတိုင်းကိုရီးယားစကားတွေလည်းရှိပါတယ်ကျွန်တော်လည်း Facebook မှာရေးပြပါတယ်အဲတော့အဲသူတို့ရှိရဲ့ကိုကတစ်ချက်ကြည့်လိုက်ကြည့်ကြည့်လိုက်ဆိုတော့သူ့ရဲ့ နော်လုံနိုင်စွမ်းရယ်နော်သူရိုက်ထားတဲ့ဟာလေးချက်လေးလာတယ်ကိုကသဘောကျရင်တော့သူရှိတယ်ဟိုမှာဒါရိုက်တာဆုံးဖြတ်တာအဲဆက်စချင်းတော့ကိုကကနေကြီးကိုဆက်တွေ့တော့ကတော့ကိုထွန်းကတော့ comment ပေးထားလို့ဆိုတာအေးမပြောဘူးရဒီလိုလိုရှိရယ်ပေါ့နော်အဆင်ပြေတာနေဒီနေ့စကားပြောကြည့်အဲရှေ့ကရိုက်ထားတဲ့ဟာလေး profile လေးနည်းနည်းကြည့်ပြီးတော့မှဆုံးဖြတ်ပြီးတော့မှ confirm ဖြစ်ပြီးွားတော့မှကိုကြီးကတော့ comment ပေးရလို့ပြောတာပေါ့နော်ဟုတ်အဲ့တော့ပျော်ရတာပေါ့ဟုတ်လဲဆိုတော့ ဒီဇလန်နဲ့လိုက်ဖက်ဖို့အဓိကဥတီတာပေါ့နော်ဇလန်နဲ့လိုက်ဖက်ဖို့အဓိကဥတီတာဆိုတော့တေးဥဆောင်နိုင်တဲ့တေးဥဆောင်ရအောင်အများကြီးရှိတယ်။ဒါပေမဲ့ကိုအက္ကမန်တောင်းဆိုလာတဲ့အထင်မှာသူတိုင်ပင်လာတဲ့အထင်မှာလိုအပ်ချက်တွေသူသူလိုချင်တဲ့လိုအပ်ချက်လေးရှိရဲဆိုတော့သူကအရန်လဲမျက်နှာမသိချင်ဘူး။အရန်လဲဟိုအတွေ့အကြုံရှိရလို့မဖြစ်ချင်ဘူး။သူကအဲ့ဒီပုံစံတွေအများကြီးပေါ့သူခေါင်းစဉ်အောက်မှာရှိတဲ့အထင်မှာမဖြစ်ချင်တော့ကျွန်တော်နဲ့ကညီမလေးနဲ့အလုပ်လုပ်နေတာရှိရဲရှိမှာဆိုတော့ဟိုအဲ့လိုဇက်ကောင်ဇိုင်းနေကြတော့သူနဲ့နည်းနည်းလေး ဟိုတရားရဂိုင်းလုံးနီးပါးလောက်ကိုလိုက်ဖက်မယ်လို့ကျွန်တော်တို့မြင်မိကြတယ်ပေါ့မြင်မိကြတဲ့ပုံမှာပဲအဓိကတော့ data နဲ့ဒီ production မိုင်းကရွေးချယ်သွားတာဟုတ်အဲသူ့အနေနဲ့ကျွန်တော်အမြင်ပေါ့နော်တယောက်တည်းအမြင်ပေါ့ဒီဇကားကသူ့သူ့အတွက်နောက်ထပ်လုံးနေကြ character တွေတွေကမှမှဘလို presentation မျိုးနဲ့တရုပ်ဆောင်ပြသွားနိုင်မလဲဆိုတော့စိန်ခေါ်မှုတစ်ခုကိုသူရအောင်လုပ်ရမယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်လဲဆိုတော့တရုပ်ဆောင်တော်တော်များများကစကားကြီးရောမှန်အောင်ပြောကြတယ်။ကျွန်တော်တို့လည်းအဲလိုငငယ်တော့အဲလိုဖြတ်တန်းခဲ့ကြတယ်ဆိုတော့ စကားမှန်အောင်ပြောမှလားဇက်ကောင်ဖြစ်အောင်လုပ်မှလားဆိုတာဒါသူ့ပြဿနာကုန်မှုပဲအဲ့အတွက်သူ့တော့ကတော့ဒါကောင်းကောင်းမွန်တဲ့အင်းနောက်တဲ့ opportunity တစ်ခုလို့ကျွန်တော်မြင်မိရပြကိုရတော့ အကုန်လုံးပြည့်စုံနေရဲ့အဲပုံကိုပေါ့နော်အားကစားဆိုတာလည်းအားကစားလုပ်ရတယ်ကြိုက်တယ်အားစားဘက်ဆိုလည်းကြိုက်တယ်အဆိုပိုင်းမှာလည်းရတယ်တေးဆောင်ပိုင်းမှာလည်းရတယ်ပေါ့နော်အရင်ကဆိုရင်အငိမ့်နေပါတယ်ဆိုလည်းခါရဘတ်ဆောင်ရတာပေါ့နော်ဆိုတော့အမြဲတမ်းလည်းကြီးပြတဲ့အမြဲတမ်းလည်းအားပေးရတဲ့ပုံကိုတယောက်ပါအဲပြီးတော့တိုက်ဆိုင်တာတခုကကျတော့ဒီကြီးအကယ်ဒမီရွှေကြိုပေါ့နော်လောက်တဲ့နှစ်မှာကိုကြီးအကယ်ဒမီရတာပေါ့နော်အဲနောက်မှဆုံးမပြောပြတော့မှသိတာဟုတ် ျွန်တော်ခုနောက်ပိုင်းမှာလေအဲယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကျွန်တော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သဘောကျတဲ့ကလေးရှိပါတယ်ရှိတော့သူတွေစကားပြောဖြစ်ပါတယ်အဲစကားပြောဖြစ်ပါတယ်လိုအပ်တဲ့စကားလေးတွေပြောဖြစ်ပါတယ်ကျွန်တော်ကသူတို့ရဲ့ဆရာမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်သူတို့ရဲ့ဘေးကနေတခြားပိုင်းတော့ပြုအမြင်တစ်ခုနဲ့မြင်တဲ့ဟို coach တယောက်လိုမျိုး identity coaching လုပ်ပေးတဲ့တယောက်လိုမျိုးအဲအဲ့လိုမျိုး point of view တစ်ခုနဲ့ကျွန်တော်ဆွေးနွေးပေးပါတယ် ဆိုတော့ဒီမှာတကယ်လုပ်တဲ့လူတွေလည်းရှိသလိုဖော်ချောတွေလည်းတွေ့ပါတယ်။ဖော်ချောကကျွန်တော်တို့တို့ကတို့ဘလို့ကြည့်ပြကျွန်တော်ကျွန်တော်တို့ကဘာမှတိကျမှုမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့ပြီးတဲ့အမြင်တွေကိုတို့ကောင်းကောင်းသုံးချနိုင်ရင်တော့တို့အတွက်အကျိုးရှိသွားမယ်လို့ယုံကြည်ရအတွက်အမြဲတမ်းပြောတာရှိပါတယ်။ကိုယ်အမြဲတမ်းလုပ်နေရပဲဆိုတော့ဒီတက်ကြည့်တာပိုင်မှာစိတ်ညစ်စရာတွေကြီးပဲ။ဒါပေမဲ့စိတ်ညစ်စရာတွေခံစားနေမှပြီးဘူးတော့ပျော်အောင်နေရယ်။ပျော်အောင်နေရယ်ဆိုတော့ကျွန်တော်ကဟိုအဲ့လိုမျိုးပြီးပြီးရောအဲ့လိုကြီးနေရမှာမဟုတ်ဘူး။ကျွန်တော်ကိုကျွန်တော်ပျော်အောင်မဲနေရယ်ဆိုစိတ်ညစ်စရာအထက် အကောင်းမြင်တဲ့စိတ်လေးတွေပဲကျွန်တော်တွေးရမှာဒေါသထွက်ဒေါသတော့ကျွန်တော်ဒေါသကြီးတယ်အမေဒေါသကိုရအောင်ဖေးဖေးဖေးပြီးတော့အကျင့်ပါလာပြီးတော့ပျော်ပျော်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖြစ်လာတယ်